သင်္ကန်းကြီးခြုံခြုံပြီးတော့ဟာလာဗုဒ္ဓဘာသာနာမည်ခံယူပြီးတော့မှเนาะမြန်မာနိုင်ငံကိုအမျိုးမျိုးပြိပခါဖြစ်အောင်ဖန်တီးနေတယ်မြန်မာနိုင်ငံကိုဖျက်ဆီးနေတယ်မဘာသာဆိုတဲ့လူတွေပဲဗုဒ္ဓဘာသာကိုဖျက်ဆီးနေတာဗုဒ္ဓဘာသာကိုစော်ကားနေတာเนาะရှင်တို့တွေဗုဒ္ဓဘာသာဗုဒ္ဓဘာသာနဲ့ပြောနေကျွန်တော်တို့ဗုဒ္ဓဘာသာတွေအနေနဲ့ရှက်တယ်သိလား ရှင်တို့ဗဇက်ကပြောနေတဲ့စကားရင်းနဲ့ရှင်တို့ခံယူထားတဲ့ဗုဒ္ဓဘာသာဆိုတဲ့ဟိုဂုံပုံးနဲ့ကဘယ်နေရာမှာကိုက်ညီမနေဘူးနော်၆တလွဲတွေရှင်တို့ပြောနေတာတစ်ချိန်လုံး NLD ကိုတိုက်ခိုက်တယ်ဟုံကြီးတစ်ပါးဖြစ်ပြီးတော့နော်ဝီရတူကိုပြောတာတစ်ချိန်လုံး NLD ကိုတိုက်ခိုက်တယ်တစ်ချိန်လုံးဒေါအောင်ဆန်းစုကြည်ကိုအယုဒ္ဓအနတ္တကြီးကျမတို့ဟိုရိုးရိုးတာမန်လူတော်မထွက်ရဲတဲ့စကားတွေရှင်တို့ဗဇက်ကနေပြီးအဲ့ဒီသင်္ကန်းကြီးချုပ်ပြီးထွက်ရဲခဲ့တာဟမ်ဟာလား နိုင်ငံတကာသိတယ်ရှင်တို့ဘာတွေလုပ်ခဲ့လဲဆိုတာရှင်တို့ဗဇက်ကနေပြီးစောက်ရှက်မရှိပြောနေတဲ့စကားတွေနော်အမျိုးသမီးတယောက်ကိုရှင်တို့ပြောနေတာဟမ်သင်္ကန်းကြီးခြုံခြုံပြီးတော့ရှင်တို့ပြောခဲ့တဲ့စကားတွေကျမတို့ပြည်သူလူထုကရင်ထဲမှာစောက်ရမ်းနာတာအဲ့ဒါတွေကသိလားနော်အဲ့တော့ဒီဝရသူဆိုတဲ့ပုဂ္ဂိုလ်ကအခုချိန်မှာလဲဟာလာဒီတော်လည်းရေးခါလာမှာဟိုမွတ်စလင်နဲ့ခရစ်ယာန်ကိုလှည့်တိုက်နေတယ်နော်အရှင်တို့သတိထားသူ့ရဲ့ ဟိုဒီရက်ပိုင်းနေတယ်မှာထွက်လာတယ်သူရဲ့ video file တွေကိုရှင်တို့တွားပြီးတော့နားထောင်ကြည့်လိုက်အောင်နော်မွ슬င်နဲ့ခရစ်ယာန်တွေကိုဟုတ်လားပါပါလေးပုတ်ပြီးတော့ဝါရမိုင်းထတ်တိုင်နေတယ်ဟုတ်လားတခြားနိုင်ငံမှာဖြစ်နေတဲ့ပြဿနာတွေကိုမြန်မာနိုင်ငံနဲ့ဆွဲခေါ်ထည့်ပြီးတော့မှာဘယ်နိုင်ငံမှာတော့ဟုတ်လားအာဒီကလားတွေကကလားဆိုတဲ့စကားကိုလေပယ်ပယ်နေနေထွက်တာအဲ့အဲ့ဒီကောင်းနေရဲ့ပါဇက်ရဲ့နော် ကလားတွေကဘယ်နိုင်ငံမှာဘလို့ကြီးစိုးလို့ဘူးဆိုဒီဟိုခရိယန်တွေကဘလို့လုံလိုက်ပါတယ်ဆိုတဲ့ဟာမျိုးတွေပါဇက်ကနေထွက်နေတာဒါကျမတို့နိုင်ငံထဲမှာရှိနေတဲ့ပြည်သူလူထုတွေတတိထားဖို့ကျမပြောတာနော်အဲ့လိုမျိုးပါဇက်ကနေထွက်ပြီးပြောနေဆိုတာဒါဝါရမိုင်းထက်တိုက်နေတာကလားနဲ့ဟလာမွတ်စလင်နဲ့ဆိုတဲ့ဇကားကိုအထက်တက်ခါခါအုံပြီးပြောနေတာနော်အခုနောက်ပိုင်းမှာသူပြောလာတဲ့ဇကားတွေရှိတယ်အဲ့ဒီဟိုခွန်ရှိ6ကိစ္စတွေကျမတို့ငငယ်တော့ကြားခဲ့ရတဲ့ဒဏ္ဍာရီတွေ နော်သူတို့ဝါရမိုင်းတိုက်ခဲ့တဲ့ကိစ္စတွေခွန်ရှိ6ဟာလာခွန်ရှိ6ဆိုတာဘယ်လိုအချိန်ကြလို့ရှိရင်ဘယ်လိုမွတ်စလင်တွေကလူတွေအများကြီးမွေးဖွားပြီးတဲ့ချိန်မှာကဘာကိုဘယ်လိုအုပ်စိုးမှလို့ဘယ်လိုတပ်ဖြတ်မှလို့ဆိုတော့စောက်အေးဟိုမြန်မာတိုင်းနိုင်ငံလုံးဂျိုးတော့မောက်ကုန်ဖြစ်အောင်လုပ်ခဲ့တဲ့စကားတွေအခုချိန်ဒီရှင်တို့စောက်ချက်မရှိပြောနေတယ်မရတော့ဘူးနော်အဲ့တော့ကျမကပြောချင်တယ်မြန်မာနိုင်ငံမှာဟာလာမြန်မာနိုင်ငံကိုဖြတ်စည်းနေတာရှင်တို့အဲ့ဒီ ဲ့ဒီလိုပြောနေတဲ့လူတွေပဲအဲ့ရှင်တို့ဗုဒ္ဓဘာသာခံယူထားတဲ့လူတွေပဲဖြတ်စည်းနေတာအင်းအဲ့လူတွေဆိုတာအဲ့မဘာသာတွေကဘုံကြီးတချို့ကိုညမပြောနေတာနော်ရှင်တို့တွေနိုင်ငံရေးမှာအဲ့ဒီလိုမျိုးပြောကျင်တယ်အဲ့လိုအယုဒ္ဓအနတ္တတွေပြောကျင်တယ်ဆိုလို့ရှိရင်ရှင်တို့နိုင်ငံရေးထဲမှာပဲလုံးလုံးရရဝင်လိုက်ရှင်တို့သင်္ကန်းတွေချွတ်လိုက်တိတ်ခါကြရတယ်ဗုဒ္ဓဘာသာတိတ်ခါကြရတယ်အဲ့တော့ကျမတို့တကယ်ဗုဒ္ဓဘာသာစစ်စစ် မြန်မာလူမျိုးတွေပမာလူမျိုးတွေကလူမျိုးရေးခွဲခြားမှုအရင်ဆုံးတည်းကမရှိခဲ့ဘူးခွဲခြားအောင်လုပ်ခဲ့လို့တို့လိုတို့လိုနဲ့အကုန်လုံးပြဿနာတွေတက်ခဲ့နော်ပြဿနာတွေတက်ခဲ့တယ်ဆိုတာလေရှင်တို့ဘက်ကနေပြီးတော့ရှောက်ရှောက်ပြီးထုတ်ထားတဲ့သတင်းတွေဟာလားဟိုရှင်တို့ဖန်တီးထားတဲ့ပြဿနာတွေဘယ်နေရာမှာတော့ဘယ်ဘယ်ကလားကိုဝင်ရိုက်သွားပြီးအဘယ်ကလားကတော့အဲဘယ်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 ရက်ကွက်ထဲမှာဝင်ပြီးတောင်းကျမ်းသွားပြီးဆိုတော့ရှင်တို့ဖန်တီးထားတဲ့ဂျင်းတွေဇလန်းတွေ အဲ့ဒီဇလန်းနေနဲ့ရှင်သန်ခဲ့ရတဲ့အတွက်ဒီလိုအမျိုးမျိုးကွဲပြားခဲ့တာအခုချိန်မှာတော့မကွဲပြားတော့ဘူးရှင်တို့ဗုဒ္ဓဘာသာဆိုလို့ရှိရင်တကယ်ကျမတို့ဗုဒ္ဓမြတ်စွာဘုရားမေတ္တာတရားကိုပဲရှေ့ထားခဲ့တာဗုဒ္ဓမြတ်စွာဘုရားမှာလူမျိုးကြီးခွဲခြားတာတစ်ခါမှမကြားခဲ့ဘူးဟုတ်လားနော်နိုင်ငံတွေခွဲခြားတာလည်းမကြားခဲ့ဘူးဘာသာတွေခွဲခြားတာလည်းမကြားခဲ့ဘူးဖျားဟောခဲ့တယ်ရှင်တို့ပြန်ပြီးတော့ဖျားစကားတွေကိုရှင်တို့ပြန်နားထောင်ဖျားဟောခဲ့တယ်နော် ငါဖះပြောတာတောင်မယုံနဲ့ဟုတ်လားဘာသာတစ်ခုခုကိုဝင်မယ်ဆိုလို့ရှိရင်ငါတို့ဗုဒ္ဓဘာသာတည်းကိုဝင်မယ်ဆိုလို့ရှိရင်တော့ငါဖះပြောတဲ့စကားကိုမယုံနဲ့ကိုယ်တိုင်လက်တွေ့ကျင့်သုံးပြီးတော့မှယုံဘဲအရာကိုဖြစ်ဖြစ်ကိုယ်တိုင်လက်တွေ့ကျင့်သုံးပြီးတော့မှကိုယ်ခံယူချက်နဲ့ကိုယုံကြည်ပြီးဆိုမှအဲ့ဒီဘာသာတည်းကိုဝင်အဲ့ဒီအလုပ်ကိုလုပ်ဆိုတာကိုဖះကပြောခဲ့တာရှင်တို့ကစောက်တလွဲတွေပြောမနေနဲ့ အဲ့တော့ရှင်တို့ကဖုန်ကြီးဖုန်ကြီးဆိုပြီးတော့ရှင်တို့အဲ့ဒီအခြေခံသဘောတရားတွေတောင်မသိဘူးဆိုတော့ရှင်တို့ပြန်ပြီးနားထောင်လိုက်အောင်ဖះစကားတွေကိုသွားပြန်ဖတ်လိုက်အောင်နော်ဟုတ်လားကဘာကြီးပေါ်မှာလူသားအလုံးကအသားအရောင်ကွဲတာတွေဘာတွေမဟုတ်မရှိဘူးဘုဟိုဘာသာကွဲတာတွေဘာတွေမရှိဘူးကျွန်တော်တို့ကလူနှမျိုးပဲရှိတယ်အဲ့ဒါပါလေရုပ်မာတဲ့လူနဲ့လူသားဆန်တဲ့လူနဲ့နှမျိုးပဲရှိတယ်ဟုတ်လားနော်အဲ့တော့ကျွန်တော်တို့ကဗုဒ္ဓဘာသာလို့ခံယူထားတဲ့လူတွေအနေနဲ့ကျွန်မပြောချင်တာဟုတ်လားအခုချိန်မှာလူမျိုးရေးမိုင်း ဝါရတီနော်ဒီဘာသာရေးဝါရတီကကျမတို့နိုင်ငံကိုဇောက်ထိုးချအောင်ထပ်ပြီးတော့လုံမဲ့ကိစ္စတွေနိုင်ငံကိုဖျက်ဆီးမဲ့စကားတွေဒါအမုန်းတရားစကားတွေနာသွေးထိုးလှုပ်ဆော်မှုတွေဖြစ်တယ်အဲ့တော့ကျမတို့ဘယ်ပူစလင်ကိုမှမမုန်းဘူးနော်ဘယ်ကလောင်ကိုမှမမုန်းဘူးကလားဆိုတဲ့ဟာတော့မှရှင်တို့အဲ့ဒီကျမတို့မွေးကလေးကနေပြီးတော့မှဒီကလားဆိုတဲ့နန်စားကိုဟာလားအသားမင်းကလားလို့ခေါ်တာဒါကလားတွေကိုမှကလားခေါ်တာမဟုတ်ဘူးမွတ်စလင်တွေကိုမှကလားခေါ်တာမဟုတ်ဘူး ဗမာတွေထဲမှာလည်းအသားမဲ့ကလားလီကလားလီလို့ခေါ်ကြတယ်အဲ့တော့မူဆလင်တွေလည်းကလားကလားဆိုတဲ့ဟိုနန်စာသုံးမိသွားတဲ့အခါစိတ်မဆိုးကြနဲ့နော်ဒါကြီးကပြဿနာမဟုတ်ကျွန်မပြောပြတာကျွန်တော်ကဒီဘာမဟုတ်တာလေးတွေကိုပြဿနာလိုက်လုံနေလို့မရဘူးဟုတ်လားအဲ့တော့ကျွန်တော်တို့မွေးဖွားလာကတဲ့ကဒီကလားဆိုတဲ့နန်သားနဲ့ပဲရင်းနှီးခဲ့ရတာဖြစ်တယ်တဲ့ကျွန်တော်တို့ရဲ့အုံနောက်တွေထဲမှာရောနှလုံးသားတွေထဲမှာရောနှလုံးသားထဲမှာရောအတွင်းစိတ်ထဲမှာရော ဗဇက်ဖျားတွေမှာရောနားတွေထဲမှာရောဒီဟာနဲ့ပဲကျမတို့ကတိလာကျွမ်းလာတာဖြစ်တဲ့တော့ဒါကြီးကရှာခောက်ကျူးခောက်ကြခောက်ယူကျိုးနေပြီအမတန်သတိထားပြီးပြောနေရတဲ့ဇာတ်ဖြစ်တယ်ဒါကြောင့်မလို့ကျမပြောဒီနန်စားတွေကနန်စားတစ်ခုသာဖြစ်တယ်ဘာမှပြဿနာမဟုတ်ဘူးเนาะဒီလိုပြောလို့ကျမတို့တောက်လျှောက်ကလားလို့စက်ခွန်မလားမဟုတ်ပါဘူးကျမတို့အခုချိန်မှာကျမတို့မြန်မာနိုင်ငံထဲမှာရှိနေတဲ့လူအလုံးကကလာရောဗမာရောဟာလာကိတ်တရင်ရောရခိုင်ရောအလုံးကဒီ ရန်တရားတစ်ခုထဲမှာအတူတူခံစားနေကြရတာဖြစ်တယ်ဒီအာနာရှင်တွေရဲ့ဖိနှိပ်ချုပ်ချယ်မှုတွေမှာအမျိုးမျိုးဒုက္ခခံစားနေတာဖြစ်တယ်ဟုတ်လားဘုံကျဲလို့တက်ဟိုဟိုဘုံကျဲတက်ပြက်လို့တည်သွားတဲ့လူမရင်းချင်းလို့ဟုတ်လားမရင်းချင်းပြီးတက်ပြက်ခံအမျိုးမျိုးသောနော်လူအခွင့်ရေးချိုးဖောက်မှုကိုကျမတို့ကခံနေရတာဖြစ်တဲ့အတွက်ဒီနန်စားတွေကအခုချိန်မှာဒီနန်စားနဲ့ပတ်သက်ပြီးပြဿနာမဖြစ်ကြပါနဲ့ကျွန်မပြောချင်တာတချို့ကျမပြောတယ်အဲ့ဒီ ဒီဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိစ္စကိုကျွန်မပြောတဲ့ဗီဒီယိုပိုင်းလေးမှာကျွန်မရိုဟင်ဂျာလို့တုံးတဲ့အခါမှာနော်ရခိုင်တွေကကျွန်မကိုလာပြောကြတယ်တချို့ရခိုင်တွေကတော့ကောင်းသောဟိုစကားနဲ့ပြောကြပြီမြဲတချို့ကတော့ကျွန်မကိုပိုးဆိုးပတ်ဆက်တွေတောင်ဆဲသွားတာမျိုးရှိတယ်ဒါတွေကမကောင်းလို့ရှင်နော်မဆဲပါနဲ့ကျွန်မပြောမယ်ရိုဟင်ဂျာပဲဖြစ်ဖြစ်ဘင်္ဂလီပဲဖြစ်ဖြစ်ဒါအနန်စာတစ်ခုပါပဲကျွန်မတို့ကဒါဟာသူတို့ မဲ့ထားတဲ့နန်စားတစ်ခုဆိုလို့ရှိရင်ဒီတိုင်းလက်ခံလိုက်ရင်ရပြီဒီတိုင်းနားထောင်ဒီတိုင်းပြောလိုက်ရင်ရပြီဘာမှဒါကြီးကပြဿနာဒီအတွက်နဲ့ကျမတို့ပြဿနာဖြစ်နေရမှာကျမတို့ကအဖြေရှားမှာပြဿနာရဲ့အရင်းမြစ်ကိုဖြေရှားမှာဒီနန်စားတွေနဲ့ကျမတို့ပြဿနာဖြစ်နေရမှာပေါ့ တော့ကျွန်တော်တို့ကရိုဟင်ဂျာရိုဟင်ဂျာလို့မခေါ်ဘူးဆိုနေလည်းပဲတကကဘာလုံးကအဲ့ဒါကြီးနဲ့အတိမတ်ပြုတ်ထားပြီးတော့ဟိုမှာ ICJ မှာတော့ပြဿနာတက်လို့ကျွန်တော်တို့ကောင်းဆောင်နေဘူးဟာလာကိုကျုံထွန်းမြနိုင်လည်းပါတယ်နော်ကျွန်တော်တို့အမေတော်ဆန်းစုတီလည်းပါတယ်အကုန်လုံးကဒီဒီပြဿနာနဲ့ပတ်သက်ပြီး ICJ မှာတရားစွဲခံထားတာမြန်မာပြည်ကဒီနံပါတ်ကြီးနဲ့တရားစွဲခံထားအဲ့တော့ကျွန်တော်တို့ဒီ၃နှုန်းနဲ့ဆိုရလဲပြောချင်တာဒါက ဒါကိုပြဿနာအဖြစ်နဲ့မလုပ်နဲ့ဒါဒီဟာလေးနဲ့ပြတင်မလို့အချင်းချင်းလာပြီးတော့အမုန်းစကားတွေပြဿနာတွေဖြစ်နေကြမလို့ဖန်နီးနေကြမလို့ကျမတို့လာပြီးဆဲဆုံနေကြလဲမလို့အဓိကအရင်အမြင့်နော်ဒီပြဿနာကြီးကချက်ချင်းလဲဖြေရှင်းလို့ပြီးမဲ့ကိစ္စမဟုတ်ဘူးနော်ဒီဘရိုပြဿနာဘင်္ဂလီပြဿနာနော်ကျမတို့နိုင်ငံထဲမှာတကယ်ရိုဟင်ဂျာဆိုတဲ့ဟိုအရင်တုန်းကတမိုင်းကိုဟိုတမိုင်းအရာရှိခဲ့တဲ့ဟာလေရှင်းကျင်ရှင်းပါဘောကျမတို့လည်း တိတ်တိတ်ချာချာတိကြတာမဟုတ်အတိခဲ့ကြတာမဟုတ်ဘူးကျွန်တော်တို့တမိုင်းကိုဟိုပြန်ပြီးတော့သွားခွင့်ရမယ်ဆိုလို့ရှင်တော့အဲ့မှာသွားပြန်မေးမှာပေါ့ဘယ်သူမှအတိပြမသိတဲ့ကိစ္စတွေဒီကိစ္စတွေอ่ะเนาะအဲ့တော့ဟိုရေရှည်မှာတကန့်ရင်းစီတကန့်ရင်းစီရှင်းရမယ်ကိစ္စတွေဖြစ်တယ်เนาะချက်ချင်းလဲပဲသူတို့ကိုရိုဟင်ဂျာလို့မခေါ်လိုက်လို့เนาะဘင်္ဂလီလို့ခေါ်လိုက်လို့ နဲ့ချက်ချင်းပြဿနာပြေလည်သွားမှာပေါ့ပြဿနာပို့ပို့ပြီးတော့ပဲဖြစ်လာမှာဆိုတော့တကဘာလုံးကလက်ခံထားတဲ့ဟာလာရူဟင်ဂျာဆိုတဲ့ဟာကြီးကတကဘာလုံးကကျမတို့မြန်မာနိုင်ငံလက်ခံရင်လက်ခံလက်မခံရင်တကဘာလုံးကလက်ခံထားပြီးပြီနော်အဲ့တော့ဒီရူဟင်ဂျာဆိုတဲ့နာမည်နံစားလေးတစ်ခုနဲ့ပြဿနာမတက်နဲ့တော့ကျမပြောချင်တာရူဟင်ဂျာပြဿနာကိုအဓိကလာပြောချင်တာကျမပြောချင်တာကျမတို့ဟာလာကျမကြားဘူးတဲ့ဟာတစ်ခုရှိတယ်ပလင်းတစ်လုံးထဲမှာဟိုခါဂျင်းတွေကိုထည့်ပြီးတော့မှာ ခဒီပလင်းကိုလှုပ်လိုက်တဲ့အခါကျတော့ရှင်ခါကျင်နေချင်းချင်းကြိုက်တယ်တဲ့နော်ခါကျင်နေကလှုပ်လိုက်တဲ့အခါကျတော့တယောက်တစ်ယောက်ထိခိုက်မိတဲ့အခါကျတော့ဂျန်သူတွေဖြစ်ကုန်ပြီးတော့သူတို့ကအချင်းချင်းကြိုက်ကြတာအဲ့တော့ကြိုက်ကြတဲ့ခါကျင်နေမှာပြဿနာမဟုတ်ဘူးကြိုက်ကြတဲ့ခါကျင်နေကပြဿနာမဟုတ်ဘူးပြဿနာကပလင်းကိုလှုပ်လိုက်တဲ့လူကပြဿနာဒါကိုကျမတို့နားလည်ဖို့လိုတယ်အဲ့တော့အခုလူမျိုးရင်းမိုင်းဝါရဖြန့်နေတဲ့ဒီမဘာသာဆိုတဲ့ဘုံကြီးတွေကိုကျမတို့သတိထားဖို့လိုတယ် ဒီလူတွေဟာကျွန်တော်တို့နိုင်ငံကို အမျိုးမျိုးဒုက္ခပေးခဲ့တဲ့လူတွေဖြစ်လို့နောက်ထပ်လည်းအမျိုးမျိုးဆက်ပြီးဒုက္ခပေးပြီးနိုင်ငံကိုဖျက်ဆီးမဲ့ကောင်တွေဖြစ်တယ်။နော်နိုင်ငံကိုဖျက်ဆီးမဲ့ကောင်တွေဖြစ်တယ်။အဲ့တော့ဒီလိုအချိန်နေမျိုးမှာဒီအချိန်ခိုင်မျိုးမှာ ကျွန်တော်တို့အင်မတန်သတိထားရမယ့်ကိစ္စဒီလူမျိုးရေးမှိုင်းနော်ဘာသာရေးမှိုင်းတွေကိုကျွန်တော်တို့ထပ်မမီးဖို့လိုတယ်နော်ဒါကကျွန်တော်တို့ဗမာတွေထဲမှာပြောနေတာမဟုတ်ဘူးအဲ့အဲ့အရေးခြုံနားတဲ့ကောင်တွေပဲပြောနေတာဒီကိစ္စတွေကြီး